မြန်မာဟွေသိန်းကြီးပေါင်း2သိန်းကျော်အထိစုရရမယ် Binance ရဲ့ Trader League Season 3ကစနေပါပြီ။ဒီနေ့ဗီဒီယိုမှာကတော့ဒီ Trader League Season 3ကိုဘယ်လိုမျိုး try ရမလဲ၊ဘယ်လိုအထင်ပတိတွေရှိလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီပွဲကိုတိုးချုပ်ပြီးရွှင်ပြရရင် Binance ပေါ်မှာ trader တွေအချင်းချင်း trading ပြန်ကြရဲပြန်ပွဲပဲဖြစ်ပါတယ် solo team နဲ့ regional ဆိုပြီးတော့၃မျိုးပြန်လို့ရပါတယ် ဒီဟာက trading ပြန်ပွဲဆိုပေမဲ့လုံးဝကို pro အဆင့်ကြီးရပဲပြန်လို့ရမယ်ပြန်ဝမ်းပြတော့မဟုတ်ဘူးကိုက beginner ဆိုလို့ရှိရင်လည်း trading လုပ်နေတဲ့ trading မဟုတ်ဆက်ဝင်စားရဆိုလို့ရှိရင်ဝင်ပြီးတော့ကန်လို့ရပါတယ်ဒီတမ်းဝဲအကြောင်းအသေးစိတ်သိရှင်နေဆိုလို့ရှိရင်အရှိကစီစဉ်ဟွာနဲ့2အတွက်ကိုလုတ်ပေးခဲ့တဲ့ဗီဒီယိုတွေကိုကြည့်လို့ရပါတယ် ဒီနေ့ဗီဒီယိုမှာကတော့ season 3မှာစပြီးတော့ register လုပ်ဖို့အတွက်ねဘယ်လိုမျိုး test တွေရှိလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဆိုတော့စလိုက်တာပေါ့။ description မှာချပေးထားတဲ့ link ကနေဝင်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုး Binance Trader League ကို join လို့ရမယ် homepage ကိုရောက်လာပါလိမ့်မယ်။ဒီမှာဆိုလို့ရှိရင်တော့ try now ဆိုတာလေးကိုတွေ့ရမှာပါ။ကိုက Trader League ထဲမှာပါစနေဆိုလို့ရှိရင်တော့ဒီ try now ကိုသင်လိုက်ပါ။ join now ကိုနှိပ်ပေးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေး မြင်ရလိမ့်မယ်ပေါ့နော်ဒီဟာကမရှင်းပြသေးခင်မှာနောက်ထပ်ရှင်းပြချင်တာလေးရှိရဲ့အတွက်ကြောင့်မလို့ခဏထွက်ထားပါမယ် ဒီအကောနည်းနည်းလေးဆွဲချလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ home page spot နဲ့ social service တွေ့ရမှာဖြစ်ပါတယ်။ trading time မှာဖြစ်တဲ့အတွက်ကြောင့်မလို့ spot နဲ့ trade လို့ရတယ်လို့ social share trade လို့ရပါတယ်။ဆိုတော့ spot ကိုတစ်ချက်ဝင်ကြည့်ထားပါတယ်။ဒီမှာဆိုလို့ရှိရင် spot ဆိုလို့ trading volume ဆိုပြီးတွေ့ရလိမ့်မယ်။ဒါကတယောက်ချင်းစီခံရတဲ့ဘွယ်ဖြစ်ပါတယ်။ဒီဘက်ဘေးက spot regional trading volume ဆိုတာကကြတော့ အေရှာရိုရှူရော့ဒိုတူလိုမျိုးပြချင်းအလိုက်ကန်ရမျိုးဖြစ်ပါတယ်။ Tim အနေနဲ့ကကြတော့ခုနကဒီထွက်လိုက်တဲ့အချိန်မှာဝင်ကြီးမယ်ဆိုလို့ရှိရင်ကိုရိုင်းဒီ Tims တစ်ခုကို leader လုပ်ပြီးတော့ creator ရသလိုမျိုးရှိပြီးတော့ team မှာလည်းဝင်ပြီးတော့ train လုပ်ရတယ်ပေါ့နော်။ဒါကတော့ကိုရဲ့ဆုံးခဲ့ချက်ပုံမှာမူတည်ပါတယ်။ဆိုတော့ features ကလည်း22ပါပဲ။ ချီချောဆိုလို့ရှိမယ်ချီချောတင်းချီမယ်ချီချောဘီဂျန်နာဆိုဖီယောရှိပါလိမ့်မယ်ဒါဟာတော့ကိုတလောဝက်ပုံးလေးကိုဝင်ပြချင်တဲ့ဆိုတာကိုရွှေလို့ရပါတယ် ဆိုတော့အခု homepage မှာရှိတဲ့ဟာလေးတွေကိုဆက်ပြီးရွှင်ပြပါမယ်။ဒီ Trader League ကံပွဲချီက free registration ကာလအနေနဲ့ October 13ရက်နေ့ကနေစပြီးတော့16ရက်နေ့အထိကို free register တင်လို့ရပါတယ်။တကယ်ဒီ trading competition ကတော့ October 20ကနေပြီးတော့ November 16ရက်နေ့အထိဖြစ်ပါတယ်။ဆိုတော့အခုကတည်းကနေစပြီးတော့တွဲမှုလေးချိန်ကအနေနဲ့ preheat tax လေးတွေကိုစပြီးတော့လုပ်ထားလို့ရပါပြီ။ preheat test တွေအနေနဲ့ဒီအောက်လေးကိုနည်းနည်းလေးဆွဲချနိုင်ရင်တွေ့ပါလိမ့်မယ်။ဒီမှာဗမာ တစ်ခုကတော့ဒီအခုမြင်နေရတဲ့ page ကို share လုပ်ပြီးတော့ future တော့မဟုတ် spot မှာအနည်းဆုံးဒေါ်လာ300ဘို trade ဆိုလို့ရှိရင်ဒီ task အတွက်ကို qualifying ဖြစ်ပါတယ်ဒါပေမဲ့ဒီလို trade တဲ့နေရာမှာ zero fees pair တွေတော့ထင်မတော့ဘူးပေါ့နော်။ငါတက် test တစ်ခုကတော့ဒီ minus မ300တေးတဲ့သူတယောက်ကို refer လုပ်ရမှာပါ။သူကသူ့ရဲ့ first spot trade ဒါမှမဟုတ် trade ဒီမှာဒီ dollar 100နဲ့ညီတဲ့ အမောင်းကို trick ရတဲ့ solution ရင်ဒီ then USDC token တွေကို PMU reward အနေနဲ့ရှာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ future referral task ပေါ့နော်ဒါဟာလေဒီ refer ပေါ့နော် refer ရှာမှာဖြစ်ပါတယ်တကယ်စင်းတယောက်ကို refer လုပ်ပေးရမယ်သူရဲ့ first feature trade ကဟုတ်လား900ပေါ့နော်ဖိုလား900ပို့ပြီးရယ် solution ကိုက 5 HPL တိုကန်တွေကို voucher နဲ့တင်ရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် future trading bot day copy trading တွေကိုတော့ထည့်ထားမှာမဟုတ်ပါဘူး။ Okay, ဒါကတော့ Binance ရဲ့ Trade on League Season 3ကြောင့်ပဲဖြစ်ပါတယ်။ဒီပွဲကတည်ပြီးတော့ Trader အနေနဲ့ reward တွေရောအထွေထွေတွေရောအများကြီးရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုစရာကောင်းတဲ့ပွဲတစ်ခုဖြစ်ပါတယ်။ ဆိုတော့ brave registration အမီ register တောင်းဝင်လို့ရပါတယ် register ဝင်မှုအတွက် youtube မှာ solution ရေး description နဲ့ facebook မှာ solution နဲ့ caption မှာ link လေးထည့်ပေးထားပါမယ်တကယ်တော့ဘူပါ finance အကမခွင့်ရသေးဘူးဆိုလို့ရှိရင်တော့တင်ငောင်းရှိပါတယ်အဲ့ဒါသာတော့အခုပြထားတဲ့ crypto market referral account ကဖွင့်မယ်ဆိုလို့ရှိရင် finance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရ20%ကို lifetime discount ရမယ်အကဲ crypto market နဲ့ပြီးတော့ FIV တည်တံ့ထုတ်ပေးထားတဲ့ Market Analysis Day Up to Date News တွေကို China FIV Group ကို Asset ကြောင်းမှာဖြစ်ပါရယ်။အဲ့ဒါရီအပြင် Crypto Market ကလည်း Loaded Campaign တွေကနေပြီးတော့တည်တံ့ Exclusive Reward တွေကို Leisure အောင်မှာဖြစ်ပါရယ်။ဆိုတော့ဒီနေ့ဗီဒီယိုဒီကရောကလပ်ပဲ Crypto Market ဘာနော်ဗီဒီယိုမှာပြန်တွေ့ရပါ